ိုးဆက်ချိုရဲ့ဖခင်အရင်ကနမဲပေးမသုံးရင်သူ့နမဲကိုယူသုံးလို့ရပါတယ်ဆိုတော့လူချမ်းမင်းသားကြီးနိုင်လူအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်။ဦးနိုင်လူကမြန်မာနိုင်ငံမှာမသိသူမရှိလောက်နမဲကြီးတဲ့လူချမ်းမင်းသားကြီးဖြစ်ပါတယ်။ ဦးနိုင်လိုဟာဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလူချန်ဗီလိန်ဖြစ်တရုတ်ဆောင်ခဲ့တဲ့သူပေါင်းဦးနိုင်လိုရဲ့ပြည်ပြင်းလွန်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်အရင်ခေတ်ကသူ့ကိုလူတွေကသဘောမကျပါဘူးဦးနိုင်လိုဟာလူမုံများမဲ့နေရာတွေမှာတရုတ်ဆောင်ဖြစ်မဲ့လည်းလက်တွေ့ဘဝမှာတော့ဖခင်ကောင်ပြည်သားသူတယောက်ဖြစ်ပါတယ်အသည့်ပညာတွေပွင့်လင်းလာတဲ့အချိန်မှာတော့လူငယ်တွေကစဦးနိုင်လိုရဲ့ပရိသတ်တွေဖြစ်ကုန်ကြပါပြီ ဒီအပိုင်းအတွင်းမှာအလှမဲမိုးဆက်ချိုကသူ့ရဲ့အဖေရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုပြောပြလာခဲ့ပြီးတဲ့နောက်ဦးနိုင်လူကမိုးဆက်ချိုရဲ့အဖေလုပေးနိုင်ပါတယ်လို့ပြောပြလာခဲ့ပါတယ် မိုးစက်ချိုရဲ့အဖေကနမဲနှလုံးနဲ့မင်းသားဖြစ်ပြီးအသက်၃နှစ်အရွယ်မှာနောက်ရင်တောင်ပြုတ်သွားခဲ့တာပေါ့အဖေရဲ့နမဲကစနေနံနဲ့စပြီးလက်ရှိမှာလည်းသားသမီးတွေရှိသူဖြစ်ပါတယ်မိုးစက်ချိုရဲ့အဖေကနောက်ရင်တောင်ပြုတ်သွားတဲ့နောက်မှာသူနဲ့၃ချိန်ပဲတွေ့ဘူးပါသေးတယ်သူ့အဖေကိုဆက်သွဲပေးမဲ့လည်းဆက်သွဲခွင့်မရတာကြောင့်မိုးစက်ချိုကဆင်မကောင်းဖြစ်ခဲ့ရပါတယ်မပုံတင်ကိစ္စအတွက်ဖုန်းဆက်တဲ့အခါမှာလည်းအဖေရဲ့နောက်မျိုးသမီးကဒီအန်နဲ့စစ်ပေးဖို့နဲ့ပေါ်ရှင်းစာချုပ်ပေးဖို့အတွက်တောင်းပါတယ် ဒါရီမကာသေးပဲမိုးဆက်ချိုကိုအဖေနမဲပြောင်းဖို့ပါဖျားပေးခဲ့သူဖြစ်ပါတယ် မိုးဆက်ချိုရဲ့အမေကလည်းနောက်ရင်တောင်ပြုတ်သွားခဲ့တာကြောင့်သူတယောက်ပဲကျန်ရစ်နေပြီးမြစ်တောင်လိုအပ်နေသူဖြစ်ပါတယ်။မိုးဆက်ချိုကသူ့အဖေကိုထိခိုက်သွားမှဆိုရင်တော့အဖေရဲ့နာမည်ကိုတော့လုံးဝပြောမှမဟုတ်ဘူးလို့ဆိုပါတယ်။ဦးနိုင်လူကမိုးဆက်ချိုရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတဲ့နောက်မှာစိတ်မကောင်းဖြစ်လို့မျက်ရည်တွေတောင်ကျခဲ့ပါတယ်။နာမည်နှလုံးနဲ့စနေနံမင်းသားကဘသူဖြစ်မလဲဆိုပြီးခံမှန်းကြတဲ့အခါတချို့ကတော့ဦးနိုင်လူဖြစ်မလားဆိုပြီးစောင့်ကြပါတယ်။ဦးနိုင်လူမဟုတ်တာကိုသိကြပေမဲ့လည်းဦးနိုင်လူကိုစောင့်ကြတာကိုသူကတော့စိတ်မဆိုးပါဘူး။စိတ်မဆိုးတဲ့အပြင်ဦးနိုင်လူကမို 56ရဲ့အဖေရင်းကသူ့နာမည်ကိုယူသုံးခွင့်မပေးဘူးဆိုရင်ဦးနိုင်လူရဲ့နာမည်ကိုယူသုံးလို့ရပါတယ်ဆိုပြီးတော့ပြောလာခဲ့တာပေါ့ဦးနိုင်လူကလည်းအဖေတယောက်ဖြစ်ပြီးသမီးတွေကိုမွေးထားပါတယ်ဦးနိုင်လူကလက်ရှိမှာဒုတိယအင်တောင်နဲ့နေထိုင်ပေမဲ့လည်းပထမအင်တောင်ကကလေးတွေကိုတော့လုံးဝမမေ့ထားခဲ့ပါဘူးအဖေမြတ်တာပြေဝပေးထားတဲ့အပြင်ဒုတိယအင်တောင်ကနေပါလာတဲ့တားလေးကိုလည်းတောင်းရင်တယောက်လိုစောင့်ရှောက်နေတဲ့သူပေါ့ဦးနိုင်လူဟာပထမအင်တောင်နဲ့ပြက်ဆဲလိုက်ပြီးဖြစ်ပေမဲ့လည်းကလေးတွေရဲ့ရှေ့ရဲအတွက်တော့ကလေးတွေရဲ့အမေနဲ့ဆက်သွယ်လုပ်နေရဆဲဖြစ်ပါတယ် အဖေတယောက်ဖြစ်တဲ့ဦးနိုင်လူကဒီခံစားချက်တွေကိုကောင်းကောင်းနားလည်တာကြောင့်မိုးဆက်ချိုရဲ့ဖေနေရမှာသူ့နာမည်ကိုယူသုံးလို့ရကြောင်းပြောခဲ့သူပံဦးနိုင်လူကဇကာရဲမှာသာလူချမ်းမင်းသားကြီးဖြစ်ပေမဲ့လက်တွေ့ဘဝမှာတော့စိတ်သဘောထားနုံညံ့သူဖြစ်ပါတယ်အဖေတယောက်ရဲ့ချက်ချင်းမြတ်တာပြေဝရှိတဲ့လုံးကလေးရဲ့ခံစားချက်ကိုလည်းနားလည်ပေးနိုင်တဲ့သူပံအမျိုးသားတိုင်းကအဖေဖြစ်နိုင်ပေမဲ့လည်းအဖေတိုင်းကတော့ဖခင်စိတ်ပြီးသားဖို့ဆိုတာမလွယ်ကူပါဘူး ။ဦးနိုင်လူရဲ့စိတ်ထားလေးကြောင့်သူ့ကိုပရိသတ်တွေကပို့ပြီးတော့ချစ်သွားကြပါတယ်။ဦးနိုင်လူကမိုးစက်ချိုအတွက်ကြည်ပြီးဆင်မကောင်းဖြစ်ရတာကြောင့်သူ့နမဲကိုယူသုံးလို့ရကြောင်းပြောခဲ့တာဟာနမဲကြီးချင်းလို့တော့မဟုတ်ပါဘူး။သူ့အတွက်နမဲဆိုတာကတော့ကြည်ပြီးသားဖြစ်ကသာသမီချင်းကိုချင်းစရာကြောင့်နှွေးထွေးမှုပေးချင်တာဖြစ်ပါတယ်။အဖေရင်းကပြစ်ထားရပေမဲ့လည်းဦးနိုင်လူကတော့အဖေလုံးနှွေးထွေးပေးနိုင်ပါတယ်ဆိုတဲ့စိတ်ထားလေးပေါ့။ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။